ကျွန်တော်ပြနေကြငါကက်စီကျော်လေးရပါဗျာဒီဘက်တီလဲတင်ပေးတာပါပဲသူကအပြစ်မြင်ရင်တော့အဖွဲဝင်အဖွဲဝင်မန်ဘာမန်ဘာကြီးပဲအပြစ်ပြောချင်းတကယ်တမ်းကတော့တိုက်ခိုက်တာပေါ့ဗျာဟိုမန်ဘာရှိမှလည်းချဲစရာတိုင်းအဆင်ပြေမှာပေါ့ကုံကြောင်းတွေရှိတာအခုကလယ်နာကကျွန်တော်တပတ်ကို50ရွေးတော့ပုံနေတာကြီးအဲ့မှနေ9000 9000လောက်သွားနေအခါလေးဝယ်ရခက်သေးတယ်ဒါမျိုးတွေရှိတာပေါ့ ဲ့ဒီလိုင်းကနေပဲငါးကက်လုံးကိုသူအလုံးလုံးနေတာပဲဒီကလိုင်းမာကမူတွေခွဲထုတ်ပြီးဒါကိုကိုကြည့်တတ်ဖို့ပဲလို့ဒီကြည့်နိုင်ဖို့ပဲလို့တယ်ဒါကိုကိုဇရိုက်အမျိုးမျိုးနဲ့တွေးနိုင်ဖို့ပဲလို့တယ်ဒီထိတ်ဒီဇောင်းဖြတ်ပေါင်းကြီးဒီထိတ်ရှေးပေါင်း30ဒီငါးကက်လိုင်းကိုလုံးမှာရှေးပေါင်း30ပြီးတော့သူကနောက်မြတ်မှာရှေးပေါင်း17ရှေးပေါင်း17ရှေးပေါင်း23ရှေးပေါင်း14ပြီးစီနီယာနဲ့ကစားတာ ဒီနှစ်မှာဆိုငါးကတ်မြောင်မှာရှီပေါင်း၁၄ရက်ဒီတစ်ခွက်ပဲရှိတာအဲ့ဒါကြောင့်လို့ကျွန်တော်ဒီကနေ့တင်ပေးတာဒါဟုတ်သူကစီနီယာကားတွေနဲ့ထောက်ထားသေးတယ်ရှီပေါင်း၁၀ကျောင်းဒီဇောင်းဖြတ်ပေါင်းခြင်းက၅၅နဲ့ဒီရှီပေါင်း၁၀နဲ့ပေါင်းခြင်းဟာနှစ်အဲ့ဒီနှစ်ကသူ့ရဲ့နောက်တစ်နှစ်ကျော်မှာရှီပေါင်းနှစ်ဆိုပြီးကြားတယ်အဲ့ဒီရှီပေါင်းနှစ်မှာကတခါတမှုเนาะဒါသူဒီတနည်းထဲနဲ့သူနှမှုချသွားတာအဲ့ဒီရှီပေါင်းနှစ်ရဲ့အမြင်နဲ့ပဲတစ်ချက်ကြည့်အဲ့ဒီနှစ်ကိုပဲအဲ့ဒီနှစ်ထဲမှာသူက ငါးကက်လုံးကိုသူကဖော်မွေးပုံစံနဲ့လှုပ်တာငါးကက်လုံးကအညီဟိုငါးကက်လုံးကြိုင်နည်း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 သွားပြီအဲ့ဒါကိုဖော်မွေးပဲလှုပ်ရတော့မှာအဲ့ဒါလိုပဲဆွမ်းနာကနှစ်ဦးရှေးပေါင်းနှစ်လိုပဲလှုပ်အဲ့လိုနှစ်ဦးရှေးပေါင်းနှစ်ကိုသူကနှစ်မှုခွဲလှုပ်တာကဒီမလည်းသူကရှေးပေါင်းနှစ်ပဲအဲ့ဒီနှစ်ကြတော့ဘလို့အမြင်နဲ့လုံမလို့ဆိုတော့အဲ့ဒီရှေးပေါင်း30ကသူကခွာရိုက်သွားတာကဒီရှေးပေါင်း30ဖြစ်ချင်းကြောင့်သူကဒီဇောင်းဖြတ်ပေါင်းချင်း နှစ်နဲ့ဒီရှေးပေါင်း30နဲ့ကနှစ်အဲ့ဒီနှစ်ကနောက်တစ်နှစ်ကျော်မှဟိုကောင်ကနှစ်ဦးမှရှေးပေါင်းနှစ်လို့ခေါ်တယ်လို့ဒီကောင်ကကိုးနောက်တစ်နှစ်ကျော်မှကိုးနောက်ပိတ်ပုံသေးနဲ့ရှေးပေါင်းနှစ်ဆိုပြီးကစားတယ်အဲ့လိုမျိုးအဲ့လိုကစားပြရတယ်အဲ့ဒီနေ့မှနှစ်နောက်ပိတ်နဲ့ဗရေရှစ်ဆိုပြီးသူ့နောက်မှတန်းပြီးကတ်လိုက်တာအသူ့ရဲ့တပတ်တဘောတရားကိုပြောပြတာအဲ့ဒါဆိုရင်ဒီရှေးပေါင်းနှစ်တွေကိုပဲသူကနှစ်မူနဲ့ကြီးတဲ့အတွက်အဲ့ဒီရှေးပေါင်းနှစ်ကဘယ်မှာရှေးပေါင်းနှစ်လို့ပြန်ပြီးတော့စကြကြလဲဆိုရင် ဒီရှိပေါင်းနေဟာသူနဲ့အချိန်ကိုင်းမှာ1 2 3 4 5 6 9 8 9 9ချိန်ကြောင်းမှာရှင်ရှိပေါင်းနေကတစ်ခါပြန်ဆင်းတာအဲ့ဒါလို့ပဲသူကဒီနှစ်မျိုးကိုခွဲလောက်ထားတာဇရိုက်နှမျိုးနဲ့ပေါ့ဗျာနော်လေးကငါးကန်ရောင်းရင်တော့ဇရိုက်နှမျိုးမဟုတ်တော့ဘူးစင်ပွားနေတယ်ခင်ဗျာဒီဇရိုက်ကိုအမျိုးမျိုးခွဲထုတ်တော့မှာနော်ဒါကပထမအစလေးမှနေသူနှစ်မျိုးခွဲထုတ်ပလိုက်တာရှိပေါင်းနေကိုမှသူကနှစ်ဦးမူတမူရဲ့ ကိုးနောက်ပိတ်မှုနဲ့အဲ့ဒီတနေ့ချမ်းမှာရော့ရိုက်သွားတာနောက်နေ့ကျတော့လည်းဒီတိုင်းပဲကိုးနောက်ပိတ်နဲ့ပုံသေးနှစ်ဦးမှုကလည်းရှေးပေါင်းရှေးပေါင်းနေကစားသလိုကိုးနောက်ပိတ်ပုံသေးလေးကလည်းနှစ်ဦးတွေမှာကြီးပဲတန်းစီပြီးကစားသွားတာအဲ့ဒီငါကက်စီးရမင်္ဂလာပါအောင်ကိုကြီးနော်တဘော်တရားကအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီနေ့ရှေးပေါင်းနှစ်ကဦးချိန်ရောက်မှရှေးပေါင်းနှစ်လို့ပြန်ဆင်းနေဆိုရင်ဒီရှေးပေါင်းနှစ်ကလည်း2ချိန်3ချိန်4ချိန်5ချိန် 6ကြိမ်9ကြိမ်10ကြိမ်9ကြိမ်10ကြိမ်11ကြိမ်12ကြိမ်ဟမ်9ကြိမ်မှာကျွန်တော်လည်းရောကြောရေတစ်ကြိမ်2ကြိမ်3ကြိမ်4ကြိမ်5ကြိမ်6ကြိမ်9ကြိမ်10ကြိမ်9ကြိမ်မှာပဲသူကအဲ့ဒီရှေးပေါင်းနှစ်ကိုပြန်ခင်းခဲ့တာနော်တဘောရီကတော့နှစ်မူခွဲထုတ်ရတယ်ဒီမှာနှစ်ဦးမူနဲ့ကြည့်လိုက်ဒီရှေးပေါင်းနှစ်အဲ့ဒီနှစ်က9ကြိမ်မြောက်မှာပြန်ပြီးရှေးပေါင်းနှစ်လို့ပြန်ကြ နောက်တစ်မျိုးဇရိုက်တစ်မျိုးနဲ့ပြန်ကြည့်လိုက်အမြင်နဲ့ကိုးနောက်ပိတ်နဲ့ရှေးပေါင်းနှစ်လို့ပြန်ကြည့်လိုက်နှစ်ဦးမှုရံကြည့်နဲ့အဲ့ဒီရှေးပေါင်းနှစ်ကလည်းကိုးချိန်မြောက်မှာပြန်ပြီးတော့ရှေးပေါင်းနှစ်ငါ့အတူတော့စင်ပွားပြန်ပြီးတော့ကစားခြင်းဖြစ်တာကစားတာအဲ့ဒါဆိုရင်နောက်ကြတော့သူကဒီရှေးပေါင်း30ကနေရှေးပေါင်း17မှာသူကနှစ်မူလုံးကိုစုံမဖြစ်နေလို့ကရှေးပေါင်း30ပြီးတော့ရှေးပေါင်း17နှစ်မှာကြတော့ဇောင်းပြတ်ပေါင်းခြင်းကခွန်6နှစ်ဆိုတော့9နဲ့ရှေးပေါင်း1နဲ့ပေါင်းတော့9အမှန်6 အဲ့ဒီ6ဟာရှေးပေါင်းပြည့်ရဲ့ဒီဆောင်ရက်ပေါင်းရင်9နဲ့ပေါင်းတော့6အဲ့ဒီ6ဟာနောက်တစ်နှစ်ကျော်မှသူကရှေးပေါင်း6ဆိုပြီးတော့ရိုက်တာနှစ်ဦးမှနှစ်ဦးမှုနဲ့လဲဒီကောင်နဲ့ကြည့်လိုက်နှစ်ဦးမှု9နောက်ပိတ်နဲ့ဒီကောင်ကနေ9နောက်ပိတ်မှုနဲ့ကြည့်တော့လဲ9နောက်ပိတ်နော်ဒါကသူပုံစံတိုင်းခြေသဘောတရားလေးတွေ 3D ရဲ့သဘောတရားလေးတွေကိုအဲ့ဒီရှေးပေါင်း6ဒီမှာရှေးပေါင်း2ကြောင်2နောက်ပိတ်နဲ့ဗတိရှိကြခဲ့တယ်လို့ရှေးပေါင်း6ကြောင်ကျွန်တော်ပြောခဲ့ပါတယ်ရှင်6နောက်ပိတ်နဲ့ဗတိ6ဆိုပြီးကြားတယ် 8642နှစ်တုံရဆိုပြီးကျွန်တော်ပြောခြင်းတာเนาะအဲ့တော့ဒီမှာ8ပြိပြီးတော့6ပြိအဲ့8ပေါင်းနေနေပဲเนาะ8ပေါင်းတွေကိုအပိတ်ထားပြီးတော့အဲ့တော့8ပေါင်း10 8ပေါင်း17 8ပေါင်း12မှာလည်းဒီတိုင်းပဲဇောင်းဖြတ်ပေါင်းခြင်းက6ခု8က4နဲ့ဒီ8ပေါင်း12နဲ့ပေါင်းတော့လဲ6ပဲအဲ့ဒီ6ဟာလည်းနှစ်ဦးမှသူက8ပေါင်း6ဆိုပြီးကစားခဲ့တာပဲအဲ့ဒီ6ကြောင့်ပဲအဲ့ဒီ6ကြောင့်ပဲ6နောက်ပိနေဟိုမှာ8 6ဆိုတော့4ပြိလိုက်ထွက်တယ် နော်အဲတဘောတရားကအဲဆိုရင်ကျွန်တော်တို့ကဒီမှာကိုးလေးချက်ကိုသူနှစ်ဦးမှအညီဆော့ခဲ့တဲ့အတွက်ဒီဗိန်းမျိုးပေါင်းပေါင်းချင်းနေရသူကတစ်ကြိမ်ပုံစံတူလေးကြိမ်ကိုအကိုက်ဆော့တယ်ငါးကမြောက်ကြကြဘောင်းမြန်နဲ့ပေါ်မွေးပေးသွားတာတဘောတရားကရှေ့ပေါင်း30ရှေ့ပေါင်း17ရှေ့ပေါင်း17ပြီးကြတယ်နောက်နှစ်ထဲကရှေ့ပေါင်း73ကိုချရာတော့ဒီမှာ တုံးကတ်မြောက်မှာကျတော့သူကရှင်းနှလုံးပေါင်းကိုပုံစံတူ96958ဆိုပြီးအတွဲနဲ့ပေးတာငါးကတ်မှာအဲ့လောက်ကြီးဒီမလွယ်တော့အဲ့98ရှင်းပေါင်း73မှာပဲဇောင်းရက်ပေါင်းချင်း3နဲ့ဒီရှင်းပေါင်း73နဲ့ပေါင်းတော့လေ6ပဲအဲ့ဒီ6ကြောင့်ပဲသူကနောက်တစ်နှစ်ကြောင့်မှရှင်းပေါင်း6ဆိုပြီးကစားတာပဲအဲ့ဒီ6ကြောင့်ပဲဟိုမှာကရှင်းပရိတ်6ပရိတ်4ပရိတ်ဆိုတော့ဒီမှာရှင်းပေါင်း6နဲ့ဆိုတော့6တော့ပိတ်တဲ့ပရိတ်1ဆိုပြီးတော့အဲ့ဒီထဲမှာလိုက်ထွက်တာပဲသဘောတရားကအဲ့ဆိုရင်ရှင်းပေါင်း30ရှင်းပေါင်းရှင်းပေါင်း30 ရှေးပေါင်း၁၁ရှေးပေါင်း၁၂ရှေးပေါင်း၁၃နောက်နေ့ထဲမှာရှေးပေါင်း၁၄ကဒီတစ်ခုပဲရှိတယ်။ရှေးပေါင်း၁၄မှာလည်းဒီတိုင်းပဲဒီဆောင်ရပေါင်းခြင်း၃ညနဲ့ဒီရှေးပေါင်း၄နဲ့ပေါင်းတော့လေးအဲ့ဒီ၄ရဲ့နောက်တစ်နှစ်ကျော်မှာရှေးပေါင်း14ရှေးပေါင်း4ဆိုပြီးလိုက်ထွက်တယ်ဆိုကျွန်တော်နှစ်မထွက်ခင်ရတယ်ကျွန်တော်ပြောခဲ့ဘူးလေပြောခဲ့တယ်အဲ့ဒါလို့ပြောခဲ့လမ်းမှာရှေးပေါင်း4လောက်သွားတဲ့တော့အဲ့ဒီဒီနှစ်ထက်မှာရှေးပေါင်း4ဆိုတော့၄နောက်ပိတ်နဲ့တုံညာပရိ၄နောက်ပိတ်နဲ့တုံညာပရိ၃လေးအခွားလေးလည်းဖော်မွေးတင်ပေးထားတယ်သို့မဟုတ်၃ထိတ်နဲ့လည်းသူက၃ထိတ် လို့ထိုးရင်တပတ်တစ်ခါသုံးထိတ်လို့ထိုးရင်သုံးလေးအခွားတော့ဟောရမှာသူကမူတွေခွဲလို့သွားတဲ့အတွက်သူ့ဘောကခါနဲ့အဲ့သုံးထိတ်ပေါင်းခြင်းနဲ့ဗရိတ်နဲ့ပေါင်းခြင်းကရှစ်ဖြစ်ရမှာအဲ့လိုမျိုးရှစ်ဖို့ကစားကွက်လည်းရှိတယ်သုံးလေးအခွားကတော့ပိုအကောင်းဆုံးပေါ့နော်ဟုတ်ပြီဗျအဲ့ဒါဆိုရင်ကျွန်တော်ဒီမှာဖော်မွေးအောင်သွားတဲ့လမ်းရပဲရှေးပေါင်းနှစ်ကြောင်သူကနှစ်ပါဝါခွန်လုံးပါဒီမှာခွန်လုံးပါဘရိတ်ကခွန်ဖြစ်လို့ခွန်ပါဝါနှစ်နဲ့တွဲ ခွန်နှစ်တရွဲအဲ့ဒီခွန်နှစ်တရွဲကြောင့်ရှေးပေါင်းနှစ်ကြောင့်နှစ်ပါဝါပရိနေမျိုးပေါင်းခွန်ဆိုပြီးတော့ဒီ9နောက်ပိတ်ပြောင်းမြန်တန်လောက်တာနော်နောက်ကက်ဒီမှာ9နောက်ပိတ်ကိုနှစ်ဦးဒီမှာကြီးပဲမူရိုက်တယ်လို့ရှေးကက်မှာဒီပရိနေမျိုးပေါင်းကိုဒီရှေးပေါင်းနေရဲ့ရှေးပေါင်းရှေးပေါင်းနှစ်ရှေးပေါင်း6ရှေးပေါင်း6ရှေးပေါင်း6ရှေးပေါင်း၄တွေကိုသူကပရိနေမျိုးပေါင်းခွန်ကို9ကို9ခွန်6ခွန်1 1 1 6ကိုဆိုပြီးတော့ပရိနေမျိုးပေါင်းကိုရှေးပေါင်းတွေကိုໃຫຍ່ມາ ပါဝါရိုက်မှာပါဝါရိုက်မှာဖြစ်တာကိုသူကဒီမှာကျတော့နောက်ပိုင်းမှာရှေးပေါင်းလေးကစားတဲ့အချိန်မှာဒီကိုးနောက်ပိတ်ကိုနှစ်ဦးမှ၄ချက်ကိုပုံစံတူကစားသလိုအခုကျတော့ဒီမူကနေပဲခုနှစ်တရွဲကိုရှေးပေါင်းနှစ်ကြောင့်နှစ်ပါဝါဗရိတ်မျိုးပေါင်းခွန်းဆိုတာကဒီရှေးပေါင်း၃၀နေရာမှာပဲပထမတစ်ချက်အညီကစားပြီပထမတစ်ချက်စလှမ်းပြီနော်စလှမ်းသွားပြီစလှမ်းသွားပြီဆိုရင်ဒုတိယကမှကြတော့ဒီရှေးပေါင်း6ကြောင်ပဲ 6ပါဝါ1လုံးပိုင်းရဲ့ဘရိတ်က5ဖြစ်လို့5ပါဝါ3ညရဲ့1 3ညအတွဲနဲ့ကိုအဲ့ဒီနှစ်ထဲမှာပဲရှေးပေါင်း6ကြောင့်6ပါဝါဘရိတ်2မျိုးပေါင်း1ဆိုပြီးရှေးပေါင်း30ပြီးတော့ရှေးပေါင်း17ညမှာပဲပထမနဲ့ဒုတိယပုံစံလူကစားပြီနော်ဒါဆိုနှစ်ကပ်ကိုပုံစံလူကစားသွားပြီအဲ့ဆိုရင်ကျွန်တော်ကတတိယကပ်မှာလည်းရှေးပေါင်း6ကြောင့်ပဲသူက6ပါဝါရှေးပေါင်း6ကြောင့်6ပါဝါ1နဲ့ဘရိတ်က5ဖြစ်လို့၅ပါဝါ3ညနဲ့1 3ညအတွဲနဲ့ကိုပဲအဲ့ဒီနှစ်ထဲမှာ တစ်တုံညာအတွဲဟိုဒီရှေးပေါင်းစနစ်နေရမှာပဲကစားပြီဘယ်လိုကစားလဲဆိုတော့ရှေးပေါင်းနှစ်ကြောင်းနှစ်ပါဝါဘရိတ်နှစ်မျိုးပေါင်းခုံဆိုတော့ဒီမှာ၅ဘရိတ်ရှိရတဲ့ဒီမှာဘရိတ်နှစ်ထည့်အောင်နှစ်ခုံတရွဲဆိုတော့သုံးကတ်လိုက်ရုံပဲမလိရထောင်းဆိုးတယ်နှစ်ကတ်လိုက်သုံးကတ်လိုက်ရုံပဲ အဲ့ဆိုရင်ကျွန်တော်ကဒီမှာရှေးပေါင်း6ကြောင်6ပေါက်ပါဂရိနှမျိုးပေါင်း100ရမှာကိုဒီရှေးပေါင်း30ပြီးတော့ရှေးပေါင်း17နေရမှာပဲ3ရက်တည်းအတွဲကိုနှစ်ကက်လိုက်ုံနဲ့3ရက်တည်းနှစ်ဆိုပြီးဒီကောင်ကဗရိတ်ရှိဖြစ်လို့3ဗရိတ်ဖြစ်အောင်နှစ်ကက်လိုက်တာနော်အဲ့ဆိုရင်ကျွန်တော်ကဒီမှာလဲရှေးပေါင်း6ကြောင်ပဲ6ပေါက်ပါဗရိတ်နှမျိုးပေါင်း100ရမှာကို3ရက်တည်းအတွဲနဲ့ပဲဟိုအဲ့ဒီ3ရက်တည်းအတွဲတွေကရှေးပေါင်း6ပေါက်ပါတင့်လုံးပိုင်းဗရိတ်က5ဖြစ်လို့5ပေါက်ပါ3ရက်နဲ့တွဲတာ အဲ့ဒီတဲ့ဟိုတွဲချိန်၃ညတဲ့အတွဲကိုဟောဒီရှေးပေါင်း၁၀ရှေးပေါင်း၁၁ရှေးပေါင်း၁၂နေရာမှာပဲလာပြီးတော့ဒီကောင်ကဗရိတ်တစ်ဖြစ်လို့ဗရိတ်နှမျိုးပေါင်းရှေးပေါင်း၆ပါဝါတစ်ဖြစ်ရမှာဆိုတော့ဒီမှာ၃ညတဲ့ဗရိတ်ဖြစ်အောင်ကိုးထည့်လိုက်တာနော်ကိုးထည့်လိုက်တာအဲ့တော့ပထမဒုတိယတတိယ၃ချက်လုံးညီသွားပြီကျွန်တော်ကဒီကိုးလေးချက်ညီသွားတဲ့အကြောင်းရင်းမှာရှေ့မှာလဲသူက၄ချက်လုံးညီလာပြီးတော့၃ကတ်မြောက်မှာကျတော့သူကနည်းနည်းလေးသူကလှုပ်သွားတာဒါတော့နှမှုလှုပ်တတ်တယ်ရေကိုးရှေ့တို့ရဲ့နှစ်ခါတော့ကြာအောင်ကြာရင်ကြာတာ အန္တမူလုံးအောင်မယ်เนาะသဘောတရားကိုကျွန်တော်ရှင်းပြတာဘာလို့ဒီမှာရှင်းပေါင်းကိုဒီမှာနှစ်ဥမှုရောနောက်ပိတ်မှုရောရိုက်ထားတဲ့အတွက်လေအဲဆိုရင်ဟုတ်ပြီဒီမှာရှင်းပေါင်း6ကြောင်းမယ်6ပါဝါ1ရှင်းပေါင်း6ပါဝါ1ပရိက္ခ5ဖြစ်လို့5ပါဝါ3ည1အတွဲနဲ့ကိုရှင်းပေါင်း6ပါဝါပရိက္ခ2မျိုးပေါင်း1ရမှာအဟိုမှာကရှင်းပေါင်း10နေရရှင်းပေါင်း17နေရရှင်းပေါင်း12နေရဒီမှာလည်းရှင်းပေါင်း73နေရမှာပဲလာဖြစ်တာ3ည1အတွဲရဖြစ်တဲ့အချိန်မှာ ဒီကဘရိတ်6ဖြစ်လို့ဒီမှာ၃ရက်တွေအတွဲကို၅ဘရိတ်၄မျိုးပေါင်း၁ဖြစ်ရမှာဆိုတော့၅ဘရိတ်ဖြစ်ရမှာ၅ဘရိတ်ဆို၄ကတ်လိုက်ရုံပဲ၃ရက်တွေအတွဲ၃ရက်၄တိတပေါက်သေးတက်၄ကတ်လုံးအတူအညီဆော့သွားရည်၅ကတ်မှာကျတော့ဟောလီနေမှာဖြစ်ရမှာပေါ့ဗျာတကယ်တမ်းကမလာသေးဘူးဖြစ်ချင်လည်းဖြစ်သွားမှာပြောလို့မရနော်ဘောင်းဆိုဒီရှေးပေါင်းလေးတောင်မှဒီမှာနှစ်ဦးမူနဲ့ကိုနောက်ပေးမူနှစ်မူကိုဇုံစုံမတ်အဖြစ်နဲ့ဇုံလောက်သွားသေးတာလေဟုတ်လားအဲ့ဒီတော့နောက်ဆုံးကတ်မှာလည်းဒီမှာငါးကတ်မြောက်မှာလည်းဒီလိုတွေလောက်သွားအောင်မယ် ရှင်လေးကမှသူအညီဆော့သွားတဲ့ကဒီမှာကိုလေးချက်ကလည်းနှစ်ဦးမှနော်ပြောင်းပြန်ပြန်ပြီးတော့အညီဟုတ်လားနှစ်ဦးနှစ်ဦးကြီးပဲတက်ကြိုက်သွားတာသဘောတရားကအဲ့ဆိုရင်ဒီမှာရှေးပေါင်းလေးကြောင်၄ပါဝါကျွန်တော်တင်ပေးခဲ့ပါလေကိုးနဲ့၃ပါဝါဗရိတ်က၃ဖြစ်လို့၃ပါဝါ၈နဲ့ကို၈တရွဲနဲ့ကိုရှေးပေါင်း၄ရဲ့ပါဝါဗရိတ်နှမျိုးပေါင်း၉ဆိုပြီးတော့ကျွန်တော်ရေးပေးတာဒီနေ့မှအောင်သွားတာလေ ဟုတ်လားဒီမှာ break ရှိရှိလို့ဒီနေမှာ6ရှိတရွဲအောင်လို့ break တိဖြစ်အောင်၄ကတ်လိုက်ပြီး6 4လေး6 4လေးဒီ၄ချိန်မှာအောင်သွားတာလေဟုတ်ဘူးလားတဘောရီယာကရွှေရွှေရှင်းရှင်းပြတာအဲ့ဆိုရင်တူဒီမှာ ကျွန်တော်ကလိုင်းမော်ကဒီမှာ2020မှာလိုင်းမော်စတက်လာတာဟုတ်စတက်လာတာဆိုတော့အဲ့မှာစောင့်ကြည့်တယ်တူဒီရော 3D ဒီရောအကုန်စောင့်ကြည့်တယ်တချို့ကြတော့လည်း 3D ဒီနေတန်မဟုတ်သေးဘူး2 3D ကိုလည်းတူဒီကအထောက်ပံ့နေပြီးတဲ့ခါတွေရှိတယ်ဒါပေမဲ့ သူကလည်းသူတော့နီးမျိုးစုံတစ်နည်းတစ်ထောင်ကစားနေတာဗျချဲရလीအဲ့တော့တယောက်နဲ့တယောက်ကအမြင်နေမယူတူကြဘူးအယူဆတွေမတူကြဘူးကျွန်တော်ကလည်းကျွန်တော်အယူဆနဲ့ကျွန်တော်အမြင်နဲ့သွားတာဟုတ်လားကြံတဲ့ဆရာတရားလည်းသူကလည်းနေတူသွားတာကျွန်တော်ကကျွန်တော်ဆရာပြောတာမဟုတ်ဘူးเนาะတဘောတရားကတယောက်နဲ့တယောက်ကအကြိုက်မတူအကြိုက်တူလည်းရန်သူတွေဖြစ်ကုန်ပါဘို့ဟုတ်လားဟိုလူရင်းကတော့ ကိုနဲ့ပတ်သက်တဲ့လူတိုင်းကိုချက်ပေါက်ချင်တာပဲချက်ပေါက်စေချင်တာပဲဒါကတော့ဘာလို့မဆိုပဲပေါ့ဟုတ်လားကိုလည်းအကျိုးဖြစ်ထုံးနေဗျာဟုတ်လားကိုလည်းအောင်မြင်မှုရတယ်ဒါကတော့အတဘောတရားကအဲ့ဒါဆိုရင်ဒီရိုက်ခဲ့တဲ့ရှေ့အဲ့ဒီဗတိန်နှမျိုးပေါင်းကိုရှေ့ပေါင်းပါပါလေးရိုက်ခဲ့တဲ့အောက်ကဒီ၃ခုကိုတူးဒီမှာကျွန်တော်ဒီ၂၀၂၀နှစ်ကမှ line ပေါ်စတက်လာပြီးတယ်ချဲကတော့အခါတိုင်းကတော့ကျွန်တော်ထိုးတာကို၁၀နှစ်ကျော်၁၅နှစ်လောက်ရှိပါပြီချဲကြည့်လာတာအဲ့တော့ထိုးလာတာဆိုတော့ တူဒီတွေကကိုကဒီ2022မှာပြက်စပြီးတက်လာတဲ့အောင်အောင်ပွဲတွေဖြစ်သွားတယ်ဒီမာတွေလည်းဖြစ်တယ်ဟောဒီမာတွေလည်း YouTube channel တွေမှာအောင်ခဲ့တယ်ဟောဒီမှာ9395တွေလည်းအောင်ခဲ့တယ်6လေးနှစ်မှာလည်းတက်အောင်ခဲ့တယ်ဒီနေရာမှာဆို666 order နက်ကလန်သွားလို့ဒီမှာအောင်ကကျွန်တော်စခေါ်တဲ့အချိန်ဒီမှာတန်းပြီးတော့7300ကိုမှန်ပါ2 order မှာအောင်တာပဲဗျဟုတ်လားအဲဒီမှာကျတော့မှန်ပါတယ်မှာတက်အောင်တာပဲဒါကားပေါက်တဲ့လူတွေလည်းပေါက်တာပဲညီလေးတရားဆိုနှစ်နှစ်ဆက်တိုက်ဒီ9300တော့နောက်နှစ်မှာလည်းသူကပေါအောင်အောင်သွားတဲ့အချိန်မှာလည်းပေါက်တာပဲ ဒီမှာတက်လာတဲ့အတွက်အကောင်လုံးဘက်ဆောင်တောက်ဆိုတာနေကျွန်တော်စောင့်ကြည့်တယ်စောင့်ကြည့်တဲ့အချိန်မှာဒီမှာဒီလိုဖြစ်သွားတော့အဲ့တော့ဒီပရိကိုးတွေကိုကျွန်တော်ဒီနောက်နှစ်တွေမှာကျွန်တော်ပြန်ပြီးတော့ကြည့်မိတာเนาะစုံမကလေးနဲ့ဒီမှာလာတုံရတဲ့အုံရတဲ့အဲ့လောက်ပဲအဲ့အားနဲ့တဖြည်းဖြည်းနဲ့ကိုလိုက်ချက်ကြည်ရကြည်ရကြည်ရင်ကြည်ရကြည်နဲ့ဒီတော့ကြည့်ထီကိုဟာဟွာဖြစ်သွားတာအဲ့တော့ဒီမှာ6 9ဆိုပြီးအောင်သွားတဲ့အချိန်မှာ तू ကတူတီထွက်တဲ့အထောက်မှာကအေး ဒီနေ့ညနေထွက်တဲ့အပိတ်နဲ့နောက်ရက်မနေ့ထွက်တဲ့ထိတ်က6အဲ့ဒီ6ကိုဒီနေ့ညနေထွက်တဲ့အပိတ်ရဲ့နောက်ရက်နေ့နဲ့ထွက်တဲ့ထိတ်ရဲ့6ကိုဒီနေ့ထိတ်စီးကြံနေတယ်ထိတ်စီးနဲ့နောက်ရက်ညနေအပိတ်နဲ့ပြန်ပေါင်းတော့လေ6ပဲအဲ့ဒီ6လို့ဖြစ်တဲ့အချိန်မှာဟာဒီ6က69ဆိုပြီးဒက်ကြသွားတာအဲ့ဆိုရင်ဟုတ်ပြီဒီဖြစ်စင်မဲ့3ရက်တိ ဒီမှာ3ရက်3ရက်နေတဲတွဲလာတဲ့အတွက်ကြောင့်ဒီမှာကျွန်တော်နှစ်ကစီးတွေကကျွန်တော်လိုက်တယ်ဆိုတော့အဲ့ဒါပဲဒီမှာ30အဲ့လိုပဲရက်အပွိုင်းချလေးဒီမှာကျတော့ तू က9ရက်မြောက်လောက်မှာပြီးတာဒီမှာကျတော့3ရက်မြောက်လောက်နဲ့ဆင်းချလာတာနော်3ရက်မြောက်လောက်နဲ့ဟိုနှလုံးပေါင်းချင်း9ကြောင်ပဲ9ရက်မြောက်လောက်နဲ့ပြီးသလားဒီမှာနှလုံးပေါင်းချင်း3ကြောင်ပဲ3ရက်မြောက်လောက်နဲ့ပြီးသလားတော့မသိဘူးနော်အဲ့သဘောတရားကျွန်တော်ပြောပြလာအဲ့ဆိုရင်ဒီမှာကျွန်တော်အဲ့အဲ့နေမှာဒီနေ့ညနေထွက်တဲ့ ပိတ်နဲ့နောက်ရက်မနဲ့ထွက်တဲ့ထိတ်ကတုံးလို့ဖြစ်သွားပြီတုံးလို့ဖြစ်သွားတဲ့အချိန်မှာဒီမှာလေးလေးဖြစ်နေတာဒီနေ့ညဒီနေ့ညနေထွက်တဲ့ထိတ်နဲ့အပိတ်နဲ့နောက်ရက်မနဲ့ထွက်တဲ့ထိတ်ကိုပေါင်းပြီးတဲ့အချိန်မှာတုံးလို့ဖြစ်သွားတဲ့အတွက်နောက်ရက်ရောက်တာသွားတာပေါ့ဗျာနောက်ရက်ရောက်သွားတဲ့အချိန်မှာဒီမှာလေးလို့ဖြစ်နေတဲ့အချိန်ဒီနေ့မှာကိုးဆိုပြီးတော့ကျွန်တော်ကဒီလိုဒီမှာကျွန်တော်30ကိုထိုးချင်တာကို30ကိုကမှန်းထားတာတူတီမှာနှစ်ကက်စီနဲ့ မှတ်ထားတဲ့အချိန်မှာတုံးကလည်းအထောက်ရှိတယ်ပြောမယ်နော်ဒီ6 6ကိုလို့6ဖြစ်ချင်းနှစ်ခါထပ်ထွက်တဲ့လို့ဒီမှာကလည်းနောက်ဒီနေ့မနေ့ဒီနေ့ညနေထွက်တဲ့အပိနဲ့နောက်ရက်မနေ့ထွက်တဲ့ဟာ3လို့ဖြစ်သွားပြီနောက်ရက်ရောက်သွားတဲ့အချိန်ရောက်သွားတဲ့အချိန်မှာနောက်ရက်ညနေရဲ့အတွက်ကြီးတဲ့အချိန်မှာဒီလိုပြန်ပြီးတော့3ကျင်လာကျင်တော့ပါအဲ့လို3ဆိုတော့နောက်ရက်မနေ့မှာ30 main ထိုးမယ်ွားဆိုပြီးတော့ဒီနေ့မှာ၄စီလာအဲ့လိုရှိနေတဲ့အတွက်ဒီမှာအပိမှာ9နောက်ပိဆိုပြီး10ခွဲလိုက်ပေးတဲ့အချိန်အမှပထမဆုံးတင် သုံးွက်ကိုကိုပါတယ်ဒူဦးတဲလားမသိဘူးမိန်သုံးွက်ပါတယ်မိန်သုံးွက်ထဲမှာကိုကိုတစ်ခွက်ပါအဲ့ဒီညနေမှာကိုကိုဆိုပြီးထွက်သွားတယ်နောက်ရမယ့်နေ့ကျတော့30ဆိုပြီးရှူဆိုပြီး3ဖြစ်ချင်းနှစ်ခါထပ်ပြီးတော့ဒီမှာ6ဖြစ်ချင်းနှစ်ခါထပ်တော့69လို့ထွက်တယ်ဒီဖြစ်စဉ်တွေပဲเนาะဒီပရိနေမျိုးပေါင်းဒီ2ဦး5ချက်မှာပဲဒီပြီမှာလဲသူက2ဒီအောက်ပဲလေဒီအောက်ပဲအဲ့အဲ့တော့ဒီမှာလဲ3ဖြစ်ချင်းနဲ့ထပ်ပြီးတော့30ဆိုပြီးထွက်သွားတာကျွန်တော်ကအဲ့မှာနေမုံဘိုးကို90လောက်ရတယ် ထိုင်းရနေရောပေါ့နော်ကျွန်တော်ကအဲ့မှာထိုင်းဘက်300ဘူးလားထိုးလိုက်ပြီအဲ့မှာဒီတစ်ခွက်ထဲကျန်တဲ့ဟာ20ဘူးတည်ပဲသုံးထိတ်နေဆိုပြီး20ဘူးစီရန်ပြီးတော့ဒီမှာဘတ်300ဘူးထိုင်းမှာထိုးပြီအဲ30ဘူးအမုံဘိုးတွေရောမနေဘူးပေါ့နော်အဲ့ဟိုကနန်းတစ်ခွက်ဟိုကဖြစ်လိုက်ရင်ပြောတာတန်ဖို့အဲ့တော့နှစ်ကက်ကတော့ဟုတ်ပြီသုံးကက်ကတော့ကျွန်တော်စောင့်ကြည့်တယ်ကျွန်တော်လက်မထင်တော့ဘူးပေးမှမဟုတ်တော့ဘူးခန်းရတာများနေပြီလေခန်းရတာများနေတဲ့ကျွန်တော်ဘယ်လိုတွေးလဲဆိုတော့သူတစ်ခုလှည့်စားမယ်ကျွန်တော်ပြန်ထောက်ကြည့်တဲ့ချိန်ဒီလိုကလင်နာအမြင်နဲ့လက်ကြည့်တဲ့ချိန်ဒီအဲ့ဒီအပတ်မှာကျွန်တော် ဟို 2D ကလင်နာလေးအဲ့တော့ချိန်ရ Facebook တွေကဒီလောက်ကြီးကြီးဟိုမကြက်သေးဘူးဟုတ်လား AI စနစ်တွေကအဲ့တော့ 2D ကလင်နာတွေက live ပုံမှာတွေ့တယ်ဟုတ်လားတွေ့တော့ကြတော့ရှာရှာကြည့်တာအဲ့ထက်မှာသူ့ရဲ့ဟိုခမန်းကြီးပေါ့ဗျာခမန်းကြီးအပတ်ရည်လေးနဲ့ရေးပြီးတော့ဟိုဒီနှစ်မှာတစ်ချောက်ဆိုပြီးထွက်ခဲ့တာပဲအဲ့ဒီတစ်ချောက်ထွက်တဲ့အပတ်ထဲမှာပဲเนาะသူကတစ်နှစ်ချားသွားပြီဟိုเนาะဒူးဒီကလင်နာလိုက်ရှာရမှာတစ်နှစ်ဆိုရင်သူက9ရက်တခါ ဒီတပတ်တစ်ခါဖြစ်နေတော့လေဖြစ်နေတော့အဲ့ဒီလိုပဲအဲ့ဒီနှစ်အပတ်ထဲမှာပဲဒီသူ့ရဲ့အောက်ကသုံးခုံကလည်းအဲ့မှာခုံသုံးလားလိုက်ထွက်ထားတယ်အဲ့တော့ဒီမူနဲ့ကြည့်ရင်လည်းဒီဖြစ်စဉ်ရဲ့အောက်ကခုံသုံးကလည်းအဲ့ပတ်ထဲမှာထွက်ထားတယ်လို့ဒီလိုဇောင်းလေးနဲ့ကလင်နာမြင်နေကြည့်လေတစ်ချောက်ကလိုက်ထွက်ထားတာအဲ့အဲ့ဆိုရင်တော့ဟုတ်ပြီဒီအဲ့ကြောင့်မို့ကျွန်တော်ဒီ30ကိုကန်ခဲ့တာ30ကိုကန်ခဲ့တာကန်ခဲ့တာဆိုတော့ပြီးခဲ့တဲ့နေ့ကမှဒီဂျောကိုတွေ့သွားတာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလေးမှာပါပေါ့နော်ဗရိတ်နှမျိုးပေါင်း၉ဗရိတ်နှမျိုးပေါင်း၉ဆိုပြီးတော့လေတွေ့တော့အဲကြောင့်ကျွန်တော်နှစ်ဦးမှာစတင်ပြလိုက်ဒီ line ကိုစမ်းမိသွားတယ်ဒီတုံညာတက်တုံညာတက်တည်းကဒီ၅၆၅ခုနေရသူစက်ကြောင်းရှိရမယ်ပေါ့ဗျာစက်ကြောင်းရှိရမယ်ဆိုတဲ့အကြောင်းကျွန်တော်လိုက်ဒီနှစ်ဦးမှုတွေနဲ့လိုက်ချိန်ကြည့်တဲ့အချိန်မှာသူ့ဘဝကဏ္ဍနေထွက်သွားတယ်ဆိုတော့အဲ့နောက်နေ့ကျတော့ဒီမှာဗရိတ်နှမျိုးပေါင်းဒီနေရာမှာပဲဖြစ်တယ်ဖြစ်တော့ကျတော့သူ့ဘဝကဏ္ဍကိုစောင့်ကြည့်တဲ့အချိန်စောင့်ကြည့်တဲ့အချိန်မှာဒီကောင်လုံးမအထောက်တွေမပေးတော့ဘူးကြာဒီခွန်66ခွန်ခွန်6လို့လည်းသူမထွက်တော့ဘူး ထောက်ခွန်လို့ထွက်တယ်။အဲ့ဒါဆိုရင်ဒီကံပြောနေတာကကျွန်တော်ခဏပြောချင်လို့နော်6ဘူးပြောချင်တာ6ဘူးနှစ်ကန့်နဲ့ပြန်ခွဲဆိုချင်တာဒီအောက်က6ဘူးကြာနေလို့နော်ဒီသဘောကြီးရှင်းပြမယ်။ပြီးခဲ့တဲ့နေ့ကကျွန်တော်တွေးလိုက်ပြီကပ်ပင်တော့ရှည်လာရေဆိုရင်တော့ခွန်669နေတဲ့လုံလို့မရတော့ဘူးလို့လို့မရတော့သူ့ရဲ့သဘောတရားအတိုင်းငါကက်ကကျွန်တော်ကအားရတယ်ကျွန်တော်ကအမြဲတမ်းငါကက်ကိုအားရတဲ့အတွက် ကိုနိုင်တလောက်လေ့လာတဲ့အချိန်မှာအများဆုံးကြုံခဲ့ရတာကိုကငါးကတ်စနစ်နဲ့တွေးတဲ့အချိန်သူ့အောက်ကိုကြတဲ့ကနန်းလိုပဲသူကတွေးလိုက်တော့တွေးလိုက်တာကလည်းအကြောင်းရှိတယ်ပြီးခဲ့တဲ့နေ့ကကျွန်တော်စောင့်ကြည့်ရကြပြီးခဲ့တဲ့နေ့ကကျတော့6ခုကြီးပြောင်းလာဗျာဒုတိယပတ်မှလာထွက်သွားလား ချဲတစ်ပတ်ချားပေါ့ဗျာအဲကြောင့်မို့ကျွန်တော်ဒီဒီနေ့မှာဒီကောင်เนี่ยပထမအပတ်ကိုเนาะပထမအပတ်ကိုထွက်ထွက်ချင်း9ရက်မြောက်ဒီကောင်ကထွက်ထွက်ချင်း3ရက်မြောက်လောက်မှာတန့်ဖြစ်သွားတာပထမအပတ်ထဲမှာချဲထွက်ပြီးပထမတစ်ပတ်ထဲမှာပဲဒီကဏန်းနှစ်ကွက်လုံးအောင်သွားတာသုံးပတ်မြောက်ကြတော့လေးပတ်ပေါ့ဗျာเนาะဒီကဏန်းစိုက်ကောဆိုတော့ကပ်ပင်နဲ့ရှီလာတဲ့အတွက်သူကပထမအပတ်မှာခုရှစ်ဆိုပြီးရောပဲထွက်သွားရတယ်ဒီနေ့ပထမတစ်ပတ်မှာလေခုရှစ်ဆိုပြီးရောပဲတကယ်တမ်းကဒီနောက်နှလုံးထွက်ရမှာအဲ့ဒီဒီနောက်နှလုံးကနောက်တစ်ပတ်မှာမှလိုက်ထွက်တာဗျာ6ခုလာမသိဘူးထွက်တာ ထွက်ကုန်လားထွက်တာအဲ့တော့ကျွန်တော်ခက်လန်းရနေတွေ့ပြီးတော့ခက်လန်းရနေတွေ့ပြီးတော့ဟောဘီဒီရှစ်အဲ့တော့ဒီဖြစ်စဉ်ရဲ့အောက်ကဒီကနန်းသုံးလုံးပေါ်ဗျာဒီရှစ်ကိုလေးကကျွန်တော်ကဒီဗရိတ်နှမျိုးပေါင်းနှစ်ဥဗရိတ်လေးကြောင်းနှစ်ဥရှိပေါင်းလေးကြောင်းလေးပါပါဗရိတ်နှမျိုးပေါင်းရှစ်ကိုတရွဲ့နဲ့လေးလို့လေးရမှာဟုတ်လေးရမှာလို့ဆိုတော့ကျွန်တော်ကြိုးပြောခဲ့ပါတယ်နားလေးနော် လေးရမှာဆိုတော့သူ့အဝကကနန်းကိုခွေထွက်မယ်ပေါ့ကျွန်တော်ကတွေးလိုက်တာအဆိုးဆုံးတွေးရင်ကျွန်တော်ကပထမဆုံးလေသူကနည်းနည်းမူပြောင်းလာခဲ့သည်ရှိတော့ဟိုမာက၈၆ခွန်ကိုသူကခွန်၈ကိုအရင်ထွက်လာပြီ၆ခွန်ကနောက်မှလိုက်လာတာနောက်တစ်ပတ်တည်းနောက်တစ်ပတ်ခြေထွက်ခဏနီးမှာနော်အဲ့တော့အဲ့တော့ခြေတူးဒီနှစ်ပတ်ကခြေတစ်ပတ်ပဲလीနော်အဲ့ကြောင့်မလို့ကျွန်တော်ကအဆိုးဆုံးဒီတွက်ပြီးတော့ပြောထည့်လိုက်တာပြောထည့်လိုက်တဲ့အချိန်မှာဒီ၆၃က အခုနောက်ဆုံးပတ်မှာထွက်ပြီး၃၅ကိုအရင်ထွက်မလားဆိုပြီးတွေးတာပေါ့ဗျာ၃၅ကသူကထွက်မလားဘူးသူ့ရဲ့မူတိုင်းနောက်နှလုံးမပြေးသွားတာတို့ပေမဲ့ပြီးခဲ့တဲ့မိနစ်က6ခွန်လာပဲသူထွက်တယ်ဟာအဲ့ဒါဆိုရင်ပြီးခဲ့တဲ့နေ့ကလည်းဒီမှာ6 6ခွန်လာဆိုရင်အခုလဲဒီမှာခါးကနေထိတ်ကိုပြန်လှုပ်သွားတာကပ်ပင်ရှိလာတော့ထွက်တော့ထွက်ပြီးလေဘောင်းမြန်နေဖြစ်တာပေါ့သတိကြီးလိုပဲကပ်ပင်ရှိလာအာအာထိုးဆိုတာလေကျွန်တော်တို့သဘောတရားရအဲ့ဒါဆိုရင် သူ့အကူလိုက်တဲ့ခဏမှကြီးတော့ဒီနှစ်ကက်နဲ့ပြန်ဖြတ်တွေးလိုက်ပုံစံတူလို့ပေါ့ဗျာဒီကောင်ကနောက်မှလိုက်ထွက်တော့အောင်နောက်တစ်ပတ်ထဲမှာပါဟုတ်လားပထမပတ်ထဲမှာဒီနှစ်ကက်ကတူခဲ့တဲ့နှစ်ကက်ကြောင့်ပဲကျွန်တော်ဒီမှာအဲ့ဒီတူးဒီကြောင့်ပဲချိတ်ဆက်ခဲ့တာဒီရှစ်ခုနှစ်မှာမမာထဲမှာဒဲအောင်ခဲ့တယ်နော်ဘာကြောင့်လဲဆိုဒီနှစ်ကက်နဲ့ပဲကျွန်တော်ချဲကိုဖြန့်လိုက်တဲ့အချိန်မှာဒီတုံညာတိတုံညာတိဒဲတွဲခဲ့ခြင်းကြောင့်သူ့အကူကခွာပေါင်းခြင်းဟာနောက်ပိတ်နောက်ပိတ်ကနောက်ပိတ်လို့ထိုက်တဲ့အချိန်မှာနောက်ပိတ်ပါဝါဗတိနှင်းဟုတ်လား ခွားပေါင်းခွန်ဟာခွန်နောက်ပိတ်လို့ကြားတယ်ကြားလာနဲ့ခွန်ပိတ်လို့ထပ်တဲ့ချိန်မှာခွန်ပိတ်ခွန်ပိတ်ထပ်တဲ့ချိန်မှာခွန်ပေါင်းကဗရိတ်နှစ်နဲ့ထပ်တယ်ဒီလိုနှစ်ကက်နဲ့အတွင်းနဲ့ပဲနော်အဲ့ဒါဒီမှာကလည်းသူ့ရဲ့အောက်မှာမခွားနှစ်အဲ့ဒီနှစ်ကနှစ်နောက်ပိတ်လို့ထပ်မယ်နှစ်နောက်ပိတ်လို့ကြားပြီကြားပြီဆိုရင်အဲ့ဒီနှစ်ပိတ်ကနှစ်ပိတ်လို့ထပ်မယ်နှစ်ပိတ်ထပ်ခဲ့ကြတော့နှစ်ပေါင်းကဗရိတ်ခွန်အဲအဲ့လိုမျိုးနဲ့မှန်ပါတယ်မှာတဲအောင်ခဲ့တာအရှိခွန်နှစ်ကိုတဲအောင်ခဲ့တာနော်အဲဒါသဘောတရားကိုအဲ့ဒါဆိုရင်ကျွန်တော်ကပြီးခဲ့တဲ့နှစ်ကြတော့မူကပြောင်းသွားပြီ ဒီဒီကောင်းရဲ့ဖြစ်စဉ်ပေါ့ဗျာဒီပဒိနေမျိုးကောင်း9ရက်အောက်မှာဖြစ်စဉ်ကခွာပေါင်းကြီး9ကို9နောက်ပိတ်လို့ကျွန်တော်ကန်ခဲ့တယ်အဲ့ဒီ9 9ပိတ်လို့ကတ်တဲ့အချိန်မှာ9ဘဝပဒိတုံညဆိုပြီးတွေးခဲ့တယ်ဒါပေမဲ့သူကဟိုလှဲစားတဲ့သဘောဗျာနော်ပေါဝါနှက်ခတ်ထွိုင်ပုံစံနဲ့ဒီဖြစ်စဉ်ရဲ့အောက်ပေါ့ဒီဖြစ်စဉ်ရဲ့အောက်ဒီဖြစ်စဉ်အောက်မှာဆိုသူရဲ့ခွာပေါင်းကြီးခွန်ဟာခွန်နောက်ပိတ်လို့မထိုင်ဘူးခွန်လုံးပိုင်ကစားတယ်နော်ပထမ3ကတ်မှာနှက်ကတ်တော့ဆိုနှက်ကတ်ဆိုင်ပြီးတယ်ဆိုတာက နှစ်ကတ်ဆိုင်ဒီနေရဒဲပဲဆိုတာလေဒီမှာဒုတိယကတ်နဲ့တတိယကတ်ကိုသူကဒဲပေးခြင်းတဲ့အတွက်ကြောင့်ကိုယ်အယူဆနဲ့တဲ့အောင်ခြင်းကြောင့်ဒီမှာသူကထောက်ထားတာကခွာပေါင်းချင်းခွန်တော့နောက်ပိတ်မပြီးပဲနဲ့ခွန်ကြောင်းမြန်မြန်ဆိုတာနော်ဟိုခွန်ခွန်လုံးပိုင်ခွန်ထိတ်ဆိုပြီးကစားအဲ့လိုခွန်လိတ်ကလည်းကြောင်းမြန်ပြန်ကြည့်လိုက်နှစ်လို့ပြန်ဖြစ်နေတာနော်ပဲထိတ်တူထိတ်နောက်တစ်လုံးမစင်းမဲနဲ့ तू ကပါဝါနဲ့စင်းလာတာဒီမှာကျတော့ तू ကနှစ်ကက်စီးနေရအဲ့တိုင်းပဲပုံစံတူချပြီး ်ချရတဲ့သူကရှေ့ခွန်ပိတ်ကခွန်ပိတ်ထက်တဲ့ချိန်ခွန်ပါဝါဗရိတ်နှစ်နှစ်ပိတ်ကနှစ်ပိတ်ထက်တဲ့ချိန်နှစ်ပါဝါဗရိတ်ခွန်ဆိုနှစ်ကစီးနဲ့အဲ့မှာ30မှာလည်းအောင်ချဲရလက်ဒီမှာအောင်ဒီမှာလည်းဇက်တက်ရေးပဲဒီမှာမမ္ဘာကိုဒီမှာမွေးကထရအောင်တယ်ဒီမှာမမ္ဘာပေါအောင်ဒီမှာမမ္ဘာဒီကောင်အောက်ကရန်နေရတယ်နဲ့ဒါဒဲတယ်ရအဲ့ရောအဲ့ရောဟိုဒီမှာကျွန်တော်ကအဲ့ဒီချိန်မှာလိုက်တယ်ခွာပေါင်းကြီး9ဆိုတော့9ပိတ်မပေးဘူး9ပါပါတုံညတော့ပြီးတယ် တုံညာပြီးတဲ့ကြီးကျွန်တော်ကနှစ်ကန့်နဲ့ပြန်ဖြတ်မယ်ဗျာဒီဒုတိယကန့်ဒုတိယဒီနောက်ဆုံးကစရုပ်ထကန့်နဲ့တတိယပစ္စမကတ်ကိုကျွန်တော်ချိတ်ဆက်မယ်ပြန်ချိတ်တော့ချိတ်ဆက်နေတာပဲအခုချိန်ကြီးတော့ဒီမှာကျွန်တော်ဒီဟိုဟာဖြစ်မယ်ဆိုတာမသိသေးဘူးဟုတ်လားဟိုကိုကိုတော့ယုံကြည်မှုအပြည့်နဲ့ရှာနေတာပဲအဲ့တော့ဒီခွားပေါင်းချင်း၅ကိုပြီးခဲ့တဲ့ဘက်ကလည်း63နောက်တွဲရ10ကွက်လိုင်းတော့မမတွေရန်ကွက်ပဲမိတယ်အထုတကွက်ကောင်းကြိုက်တမားတော့မရဘူးပေါ့မတကွက်ကောင်းက63ဘူး ဒါကိုကျွန်တော်တွေးနေတာဒီမှာလဲ6ခါနေပဲဖြစ်ခဲ့တာဒီမှာလဲ6ခါနေပဲဖြစ်ခဲ့တာအဲ့ဒါကို63လို့ညနေရထွက်သွားတယ်ဒီကောင်တဲ့ပုံစံတူနေတာ6ခွန်ကလည်းအဝေးကြီးနေမှာလာထွက်ဖြစ်တယ်ဆိုတော့ဒီခါများသူ့အကို6ပူ6ခွာလှုပ်သွားမှာကျွန်တော်ချက်ထွက်ပြီးတော့6ပူ6ခွာတန်းနေပေးထားတယ်နော်ဒါကိုဆက်ပြောခြင်းတာဒီ6ကိုပဲ6ပူ6ခွာဆွဲချလာကျွန်တော်တွေးတာအဲ့တော့ဆိုလိုချင်တာက စတုတ်လာတန်းနဲ့မြေစမကကိုချိတ်ဆက်လိုက်ရင်6ဘူး6ကွာရနေတယ်ကျွန်တော်လိုက်ရှုတော့မှကြည့်6ဘူး6ကွာရှိတယ်နော်6ဘူး6ကွာရှိတယ်ဒီလမ်းကနေကျွန်တော်အဲ့လိုအကြောင်းကို6ဘူး6ကွာဟုတ်လား6နဲ့6တဲထွက်လို့သူ့ရဲ့ဆောင်းမှာလည်း6ဘူး6ကွာထွက်ထားတယ်ဆိုတာကျွန်တော်ပြခဲ့တယ်နော်ဒါဆိုရင်အမဒီ၈ကိုလေးထွက်၈ကို5 6 3ထွက်ပြီး 要准备给的。好了，准备不给的，加收银。哎呀，收银包。 ားလေးနော် live show ကြီးကိုရောက်ရောက်ပါလေဆိုင်ရလေးနဲ့လေအမှန်936တွဲဆိုပြီးတော့ကျွန်တော်ပြောခဲ့ပါတယ်အဲ့တော့ဟို6ဘူး6ခွားပေါ့ဗျာအဲ့တော့6ဘူး6ခွားကိုပဲကျွန်တော်နင်းလိုက်တော့မယ် ။ဘာလို့ဆိုတော့နှစ်ကက်စီးအရာပဲရှေ့နေမှာသူနှစ်မှုကိုလှုပ်ချသွားတယ်။လှုပ်ချသွားတဲ့ဒီနှစ်မှုမှာလည်းဒုတိထွက်တာကလည်းခက်ဆင်ဆင်ဖြစ်တဲ့အတွက်ကြောင့်ဒီ6ကလည်းတခြားလိုင်းညီနဲ့ကျွန်တော်အစောပိုင်းမှာတင်ဖေးတာလည်း6ခု6က10ခွဲဆိုတာလေ။အဲ့တော့ဒီ6ကြောင့်ပဲ6အဲ့ဒီအချိန်မှာကလင်နာမှာ6နဲ့6ကျွန်တော်ပြောခဲ့ဘူးလေ6နဲ့6တဲထွက်တယ်ထွက်တာ ਨੇ သူ့ရဲ့နောက်နေ့ချက်မှာအဲ့ဒီ6 6နဲ့ပတ်လဲလိုက်ထွက်ဘူးလေဟုတ်လား အဲအဲ့ဒီမှာပဲကျွန်တော်တို့ဒီမှာသူလှည့်စားသွားတာပေါ့ဒီ6နှစ်6တက်ထွက်လို့နှစ်6အခွာထက်ကြတယ်အဲ့ဒီနှစ်ထဲမှာကျွန်တော်တို့က6ခွန်6ကိုပြောခဲ့တာဒီနှစ်ပါဝါခွန်ခါနေဆိုပြီးတော့6ခွန်6ဆိုပြီးလိုက်တယ်ဆိုတဲ့ဒါသူတဘာဝရှိရှိတွေးကြည့်တာပေါ့တွေးကြည့်တော့သူကဒီ6ခွန်5လို့ခါလဲတယ်အောက်ကိုသူက6ခွာထည့်ခဲ့တာ အဲ့ဒါကြောင့်ကျွန်တော်ဒီမှာလည်းသူကဒီ6နဲ့6ဒဲထွက်တာကလင်တန်တစ်ပြေလုံးမှာနှစ်ကတ်ရှိတယ်။ရှိတယ်နဲ့အဲ့ဒီနေထဲမှာ6အခွာကလည်းဒီမှာလည်း8ခွန်5ဆိုပြီးတော့ဖြည့်စီသုံးလုံးလှဲတယ်။အောက်ကိုပဲ6အခွာကထည့်ခဲ့တာ။အဲ့ဒါဆိုရင်အဲ့ဒီ6နဲ့6ထွက်တဲ့နေမှာ6အခွာနှစ်ခွက်ထွက်လို့သူ့ရဲ့ဒီဘေးမှာလည်း6ပု6ခွာလေးလိုက်ခဲ့တယ်နော်။နှစ်ကတ်လုံးကလုံးဝတူနေတာ6ပု6ခွာလေးပဲ။အဲ့ဒါဆိုရင်ဒီ6နဲ့6ဒဲရဲ့ဘေးမှာလည်း6ခါနဲ့သူကဘရိတ်လေးဆိုပြီးခွာပေါင်း8နဲ့ရိုက်ချသွားတာ။ သူ့အောက်မှာ6ခွာကြီးဆင်းလာပဲเนาะအဲ့တော့ဒီမှာကလည်း6ခါ6ခွာအောင်မလားเนาะအဲ့တော့ကိုကိုညာမှုထိုးပြောချင်တာကတော့6ဘူး6ခွာအာပဲ10ခွက်ပဲအာမှဘယ်လောက်28ခွက်ရှိတယ်ခိုင်ပါမှာပေါ့เนาะ28ခွက်ပဲရှိတာဟိုရင်းတင်တယ်ပေါ့ဗျာကြိုက်တဲ့ဆိုရင်ရင်းတင်တယ်ကိုကိုကြိုက်မှထိုးတော့အပိုင်မဟုတ်ဘူးเนาะကျွန်တော်ဒါကကလင်နာ ဒီကကျွန်တော်အတွင်းနဲ့ကျွန်တော်ယူဆနဲ့ကျွန်တော်ရခဲ့တဲ့ဟာတိုင်းပုံစံတိုင်းပြောတာအဲ့တော့ 6R ပေါ့ထိုးပါ6 3 6 6 1 6ဒါကျွန်တော်ရနောက်ဆုံးလိုက်ပဲနောက်ရကစားပြီးကျွန်တော်မမတီးတန်အကောင်မှာလွှင့်ရတော့မှာ6နဲ့6ဒီ6ဘူးလေဒီတဲ့ဆုံအောင်ကြည့်ချင်းရင်ကျွန်တော် live show ထဲမှာပထမဆုံး live show တွေမှာဝင်ကြည့်6 3 6 6 4 6 6အကုန်တော့ပြလို့မရဘူးပေါ့နော်ဒီကြကျွန်တော်မှမန်ပါရှိတော့ကြတော့မန်ပါလဲဒါပဲဆိုတော့မကောင်းဘူးပေါ့နော်အဲ့ဒါမန်ပါဝင်တယ်လို့မရှိတော့မန်ပါဝင်တယ်လို့မရှိရင်ကျွန်တော်တို့ဒီလို live show လွှင့်ဖို့တော့အကုန်ကြနေနေရလွှင့်နိုင်မှာမဟုတ်တော့ဘူးလေသဘောတရားပြောပြတာအဲ့တော့6ဘူး6ကအာတော့ထိုးအာပေါ့ဗျာ